မတ်လ17ရက်အင်္ဂါနေ့အာယုဥစုတော်ကြီးအစီအစဉ်အစပြုပဏာမကျောင်းတစ်ပတ်ကိုဖတ်ပြပါမယ်။ယောမဩဝါဒစာအခန်းကြီး9ငယ်14တပတ်ဖြစ်ပါတယ်။ထူမတ်တပါပညာတရားသည်ဝိညာဉ်ပဂတိနှင့်ဆက်ဆိုင်သည်ကိုငါတို့သိကြ၏။ငါမူကားဇာတိပုရိရှိ၏။အပြစ်တရားလည်း၌ကြီးကျွဖြစ်၏။ဆုတောင်းကြပါစို့။ ကောင်းငင်ဘုံနဲ့ရှိတော်မူသောဖတ်မြတ်စွာသောဘုရားသခင်ယနေ့တနေ့အစီအစဉ်အစလေးစံသုံးပါစလုံးတန်ရှင်သောဝိညာဉ်တို့သည်ကျွန်တို့အားလမ်းပြကွဲကားကောင်းကြီးပေးပါမည်အကြောင်းတွင်တင်ပေးပါမည်အကြောင်းလက်လျှောက်နိုင်မှုခွန်အားပေးပါမည်အကြောင်းမနေ့ယနေ့နောင်ကာလမပြောင်းမလဲအသက်ရှင်နေမှုသောကျွန်တို့ရဲ့ကေတင်ပိုင်ရှင်သခင်ခရစ်တော်ရဲ့မြတ်သောနာမ၌ကျွန်တို့သည် သဘောချင်းတူလေဤနေ့နာနေ့အစည်းအဝေးကိုလက်တော်သေးသို့အတူတကွဆက်ကအနံ့ကြပါလေဖဖျာအာမင်ရှမ်းကြီးခင်းနေဝင်တည်ဆူထားတဲ့လူတွေစဉ်းစားကြဖို့ဒီချင်းလေးရဲ့စာသားတွေကိုတည်ချနားထောင်ရက်ဒီနေ့စင်ခြင်းမဲ့နှုတ်ဘတော်အတွက်ခွန်အားယူနှလုံးသွင်းကြပါစို့ Hømp

ေ့ဆိုရင်ဝါလွင်းကာလရက်40ရက်ပထမအပတ်နောက်ဆုံးနေ့ဖြစ်ပါတယ်။တပတ်လုံးကျွန်တော်စဉ်းစားတဲ့အကြောင်းအရာတွေကတော့ the need for salvation ကျွန်တော်လိုအပ်နေတဲ့ကယ်တင်ခြင်းနဲ့ပတ်သက်ပြီးလိုအပ်ချက်တွေဒါအကြောင်းကိုကျွန်တော်စဉ်းစားချင်ပါတယ်။ပထမနေ့မှာတော့ fall of humanity ကျွန်တော်စဉ်းစားသွားတယ်။ဒုတိယနေ့မှာဒါတော့ March 5ရက်နေ့ဖြစ်တယ်။ဒါပေမဲ့ဝါရင်းကာလာရဲ့ပထမနေ့ဖြစ်တယ် ဒုတိယနေ့မှာတော့ sins separation အပြစ်ကကျွန်တော်ကိုဘုရားသခင်ကကွဲကွာစေတယ်ဝေးကွာစေတယ်ဒါကနံပါတ်2ဒုတိယနေ့ဖြစ်တယ်ဘဝတွင်းကာလရဲ့ဒုတိယနေ့ဒီမတ်လရဲ့6ရက်နေ့ဖြစ်တယ်နောက်မတ်9ရက်နေ့ဘဝတွင်းကာလတတိယနေ့ရာ universal need for redemption ဒီကမ္ဘာလုံးလိုအပ်နေတဲ့လူမျိုးချင်းချမ်းသာအတွက်ဖြစ်ပါလေနောက်10ရက်နေ့စနေနေ့ ဘောလင်းကာလာရဲ့ယနေ့စရဲ့၄ရက်မြောက်နေ့ကတော့ David's prayer of repentance နောင်တနဲ့ဆိုင်တဲ့ဒါဝေးရဲ့ suit down ရဖြစ်ပါတယ်။နောက်ကျွန်တော်တနင်္ဂနွေနေ့မှာကျွန်တော်ဆွေးနွေးဖို့ဒါပထမဆုံးအပတ်ဆိုတော့တိတ်ပြီးတော့တိချာမဆွေးနွေးတော့နောက်ဒီအပတ်တိချာဆွေးနွေးဖို့ဒါမျိုးအပတ်မှာတနင်္ဂနွေဆွေးနွေးဖို့ဖြစ်ပါတယ်။အဲမတ်လ10ရက် ဝါရင်းကရက်40ရက်9ရက်မြောက်ကတော့ the heart condition heart condition ကျွန်တော်နှလုံးသားရဲ့အခြေအနေကိုကျွန်တော်လေ့လာခဲ့ပြီဖြစ်ပါတယ်အခုကတော့ပထမအပတ်ရဲ့6ရက်မြောက်စတီယန်နေအင်္ဂါနေ့ဖြစ်တယ် the internal struggle နော်ကျွန်တော်အတွင်းမှာစိုင်းပိန်တိုင်လာမှုဖြစ်နေတယ်အဲ့ဒီအကြောင်းကိုစဉ်းစားဖို့ဖြစ်ပါတယ်အဲ့လိုစဉ်းစားတဲ့အခါမှာ ဝါတွင်ကာလတွင်မှာဖတ်ရှုစင်ကြရမယ်ကြပိတ်များကိုအဓိပ္ပာယ်ပြေဝါဆိုတာဖတ်ရှုနိုင်ရန်အကြံပြုချက်ကျွန်တော်အခုဒီ screen မှာတွေ့ရပါလိမ့်မယ်ဒီမှာတော့၃ချက်ပါတယ်ကျွန်တော်ပထမနိဒန်းနဲ့တစ်ချက်ပဲပြောဦးရကျွန်တော်ကိုယ့်ကိုတေချာဖတ်ရှုပြီးတော့ဒီဟာတွေကိုလေ့လာပြီးတော့ဇာမေတ္တငွေနေနေမှာနော်ပထမအပတ်ရဲ့တွေ့စစ်ချက်ကျွန်တော်ပြုပေးရင်ကျွန်တော်အရင်နေ့ဆွေးနွေးတာအားလုံးကျွန်တော်တို့ဖပြတင်ပြပြီးတော့ အတူတကွကျွန်တော်တို့ခွန်အားယူကြဖို့ဖြစ်ပါတယ်ကျွန်တော်ဖိုက်ပထမအနည်းကတော့ကျွန်တော်ဖတ်ရှုစင်ကျင်ချင်းကိုတတိယတက်မှာပါမင်း6နဲ့အာယုံပြီးတာနဲ့စတဲ့သွားမလားဘယ်လိုကြိုက်လို့တက်မှတ်လို့ရနေလေကြမှာလုံမလားညနေမှာလုံမလားညမှာလုံမလားကြိုက်တယ်လို့တက်မှတ်လို့ရပါတယ်ပြီးတော့နားလည်နိုင်တဲ့ညံရည်ရရှိဖို့ဆုတောင်းပါဘုရားသခင်နေဝတ်တော်ကိုနားလည်နိုင်ဖို့ကျွန်တော်ကိုခွန်အားပေးပါညံပညာပေးပါ ။နောက်တော့ထူးထွင်းသိမြင်လာသောအကြောင်းအရာနှင့်မိဂုများကိုရေးသားရန်မှတ်စုစာအုပ်ထားပါ။အဲဒီမှာကျွန်တော်တို့လာမယ့်တနင်္ဂနွေမှာပို့ပေးရင်ကျွန်တော်တို့အခြေအမှတ်စုလေးကိုကျွန်တော်တို့ပို့ပေးရင်ဟိုတူတူလေးရေးပို့ screen ရိုက်ပြီးပို့လိုက်ရင်ကျွန်တော်အဲ့ဒါလေးကိုအတူတူခေါ်အားယူဖို့ကျွန်တော်ဖော်ပြပေးပါမယ်။နောက်ဒီတစ်ချက်ကကြမ်းပိတ်များသည့်တင်းယင်းဤအတ္တတွင်မြေကဲ့သို့ပတ်သက်ဆိတ်ဆက်မှုရှိကြောင်းဖော်ပြပါ။ဒီနေ့အဖြစ်ဒီကြမ်းပိတ်တွေကကျွန်တော်အတ္တတော်ဘယ်လိုလဲရှောက်မလဲ ဘလို့ကျွန်တော်အတွက်ခွာရတယ်လေဘလို့ဆက်ပြီးတော့ကျွန်တော်ဒါကိုဟောဆောက်ရှောက်ထိန်းသိမ်းပြီးတော့လက်လျှောက်သွားမယ်ဆိုတာဖြစ်ပါတယ်ပထမတိတ္တချက်ကတော့ပထမကကြရတော့ဘာတွင်ကာလဖတ်ရစိတ်မေမြာအဖြစ်ပုံမှုခွန်အားရပြီးတိဆောက်ရစရာဖြစ်မိလှုပ်ဆောင်ချက်များကိုရှိဖို့အကြံပြုခြင်းပါတယ်တမန်ကျမ်းစာကိုအခြေပြု၍ဆုတောင်းခြင်းကိုကျင့်သုံးမှု ျမ်းစာကိုအချိန်ပြုပြီးတော့ဒီဆူတောင်းခြင်းကိုကျင့်သုံးဖို့ပေါ့နော်အဲ့ဒါကို letio letio di dina လို့ခေါ်ပါတယ် divina letio divina တော့အဲ့ဒီကျမ်းပိုက်တွေကိုဖြင်းညင်းစွာပထမဆုံးလေ့ကျင့်ဖတ်ပါအခုကျွန်တော်ဒီနေ့ဆိုလို့ရှိရင်ဘုမအဝရစာခန်းကြီးခုနှစ်အငယ်၁၄နဲ့၂၅ကိုလေ့ကျင့်လို့ဒီကြဖတ်ပါပထမအချိန်မှာတော့ကျမ်းစကားများကိုပဂတိလိန်နာစစ် လေးကြိမ်ဆိုတော့ပထမကြိမ်ဖတ်တဲ့အချိန်မှာကျမ်းစာအတိုင်းပဂရိအတိုင်းကျွန်တော်နားရှင်တခါတည်းနားခုံအားယူရမယ်အဲနားနားထောင်ရတက်တက်ဖြစ်မယ်ဒုတိယအကြိမ်ဖတ်တဲ့အချိန်ကျတော့အတိတ်ပဲကိုစင်ကြင်ပြီးတော့ကျွန်တော်ဖတ်ရှုသွားမယ်အတိတ်ပဲကိုစင်ကြင်သုံးသပ်ပြီးတော့ဖတ်ရှုသွားမယ်ဆိုပါတော့ခုနလိုထုံမတပါပညာတရားဒီဝิญဉ်ပဂရိနဲ့ဆက်ဆိုင်တယ်ကိုငါတို့သိကြတယ်နော်ဒုတိယစင်ကြင်ကအော်ပညာတရားဆိုတာ ဝိညာဉ်ပကတိနဲ့ဆက်ဆိုင်နေပါလားဒီကလေးဝိညာဉ်ပကတိနဲ့မဆိုင်ဘူးလို့ကျွန်တော်လက်လို့ဆိုပြောကြတယ်ပြည့်ညတ်တရားတွေကဝိညာဉ်ပကတိနဲ့ဆက်ဆိုင်တယ်ဒါပေမဲ့ငါတို့မူကကျွန်တော်တွေကဇာတိပကတိရှိဤအပြစ်တရားလက်၌ကြည်ကျင်ဖြစ်တယ်ကျွန်တော်ဇာတိလူတွေဖြစ်တယ်တနည်းအားဖြင့်အပြစ်တရားလက်ထံမှာရှိနေတယ်ဒါကြောင့်ပြည့်ညတ်တရားကတော့ဝိညာဉ်နဲ့ဆက်ဆိုင်တယ် အပြစ်တရားကဇာတိနဲ့ဆက်ဆိုင်နေဆိုအဲ့လိုစင်ကြီးဖတ်လို့ရတော့ဗောနော်နံပါတ်တတိယအချက်ကတော့တတိယအချက်ဖတ်တဲ့အခါမှာဆုတောင်းခြင်းအပြင်တုံ့ပြန်ပါဘုရားသခင်ပြညတ်တရားဝိညာဉ်ပဂတိနဲ့ဆက်ဆိုင်တာတိပြီးတော့ဝိညာဉ်သဘောနဲ့လက်လျှောက်နေဖို့မှတ်စားပါအဲ့လိုဆုတောင်းလို့ရတယ်ဗောနော်နောက်ပြီးတော့ကျွန်တော်ရဲ့ဇာတိပဂတိကတော့ပြညတ်အပြစ်တရားရဲ့ကြည်ညွနေဖြစ်နေတယ်အဲ့ဒီကနေကျွန်တော်တို့လွတ်မြောက်ဖို့ ီနေ့ကျမ်းစာလေ့လာတဲ့အခါမှာကောင်းကြီးပြပါကျွန်တော်တို့အကြိမ်ဖတ်တဲ့အခါမှာတော့ဘုရားသခင်မျက်မှောက်တော်၌ညီဝတ်စွာနေပါညီဝတ်စွာဘုရားသခင်ဘာပြောမလဲငတ်လင်မယ်ဘုရားသခင်ကျွန်တော်ဘာတုန်တင်မလဲဘာခွန်အားကျွန်တော်လက်ရှာမလဲဘာပြုပြင်ရမလဲတော့အဲ့လိုကျွန်တော်ဖတ်သွားရင်တကယ်ပဲရက်40ပြီးသွားရင်အိုးကျွန်တော်ကနှုတ်ကပတ်တော်ကိုနာယုံမြတ်သောပြုသောသဘော တရားကိုနားထောင်ပြီးလက်ရောက်ကျင့်ကြံနေရင်ကျက်တဲ့အသက်တာလက်တွေအသက်ရှင်နေတဲ့သူတို့ကလည်းဆက်လက်ပြီးတော့ကိုယ်တိုင်ကျင့်ကြံတဲ့ဝေငှတဲ့အသက်တာဖြစ်လာနိုင်နေတယ်။ဒါဒီကနေ့ဒါကိုလေ့လာတဲ့အခါမှာခုနအနှစ်နဲ့သုံးကိုဆက်ပြီးတော့ကျွန်တော်ဖတ်သွားလို့ရတယ်ပေါ့နော်။တေချာတဲ့အတိုင်းဖတ်သွားလို့ရတယ်။အခုတော့ကျွန်တော်ဒီဟာကိုလေ့လာတဲ့အခါမှာတနည်းအားဖြင့်ဒီမှာပညာတရားနဲ့အပြစ်တရားကိုတွေ့ရတယ်။ပညာတရားတော့ဝိညာဉ်ပကတိနဲ့ဆိုင်တယ်။ 毕业底下咯，三,三年的生呢。大家，今年十九月来来看嘛，初冬压地，没进钱咯，进过进钱，毕业底下票呢，我不看的。从、这个、进钱来进，我们进啊，看那票嘞，完全不给定的生呢，毕业底下票呢，是来进了咯，我看的。那天嘛，三年不遇呢，刚到，哎呀，就是昆明啊，没低头压地了。第、这、二、个、天嘛。 ဇာတိပဂိမှာတော့အပြစ်တရားမရှိဘာမှမကောင်းဆိုတော့ကျွန်တော်သိတယ်။အထဲမှာကျွန်တော်အပြစ်တရားမှာကြင့်နေကြတယ်။ဒါကြောင့်မကောင်းတာတွေပဲထွက်လာကြတယ်။ဒါကျွန်တော်တို့ကခရစ်တော်နဲ့အတူတည်ဆုံးခဲ့ပြီးဖြစ်တော့ကြောင့်ယဉ်နေချင်းခံတဲ့အခါခရစ်တော်နဲ့တူရည်တင်းရောတင်းကြလိုက်ပြီးပြည့်ညတ်တရားကကျွန်တော်စီရင်အခွင့်မရှိတော့ဘူး။အဲ့လိုပြောလိုက်လို့ကျွန်တော်ပြည့်ညတ်တရားကိုလိုက်လျှောက်မလို့တာမဟုတ်တော့ဘူးနော်။ခရစ်တော်နဲ့အတူရှင်ပြန်တဲ့အခါကျွန်တော်တို့ဒီ ခရစ်တော်နဲ့ဆက်ဆိုင်တော်သူတွေဖြစ်လာပြီးတော့ကောင်းသောအတီးကိုတီးမိအကြောင်းဝိညာဉ်တော်သည်ကျွန်တော်ထောက်ပါဝိညာဉ်တော်ကပညာတရားကိုလက်ရှာအောင်နေဖို့ကုညီမစားပြင်မယ်အဲ့ဒါကြောင့်အခုကကျွန်တော်တို့ဒီဖရာသခင်ကိုချစ်သောစိတ်နှလုံးအသစ်နဲ့တရားတော်ကိုကျင့်ဆောင်နေမှာဖြစ်တယ်။သခင်ယေရှုလူလောကကြီးကိုကြွလာတဲ့အခါမှာလေပဋိသေဆရာယောမနှစ်ချင်းတတောင်းတဲ့ဆရာမှာပဋိသေဆရာက "तू ကသာ ကိုလို့ရှိလာပါချင်းချင်းကျတော့ဖြူကိုမထိုက်ပါဘူးကိုတော့မဟုတ်ဘူးလေအခုအချိန်မှာပညာတရားကိုအလုံးစုံလို့ကိုအကုန်စင်ကြည့်ပြီးဖြစ်ရခွင့်ပေးပါဒါကြောင့်အဲ့ဒီလိုကျွန်တော်တို့ခရစ်တော်နဲ့အတူအသက်ရှင်လာတဲ့အခါမှာဖယားတကယ်ကိုချစ်တော်စိတ်နှလုံးအသက်နဲ့တရားတော်ကိုကျွန်တော်ကျင့်ဆောင်နေမှုဖြစ်တယ်ဒါပေမဲ့ခရစ်တော်ကိုမယုံကြည်တဲ့သူတို့ရဲ့နှလုံးသားထဲမှာတော့သူ့ရဲ့ကိုယ်ကျိုးစီးပွားကိုသာ ဘိုးပြုတ်ပြီးအလေးထားလေးရှိမယ်။ကျေဝမ်းမချမ်းသာမှုဒီလောကနဲ့ဆိုင်တဲ့အရာတွေရောသူအဓိကနှလုံးသားထဲမှာဘိုးပြုတ်ပြီးအလေးထားပြီးအဲ့ဒီတိုင်ပဲသူခေါ်ပြောနေမှာဖြစ်တယ်။ဒါကြောင့်အဲ့ဒီလူရဲ့အတ္တဓာတ်ကပြန်ကြည့်ရင်သူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တည်သူ့ရဲ့အာဏာတကူဖြစ်တယ်။ငါကငါလည်းငါဒီငါဒီလိုထင်တယ်။ကျမ်းစာအတိုင်းသူမသွားတော့ခုနပညာတော်ဝိညာဉ်ဘိကိနာမလေးတော်ရှောက်ဖို့မလိုတော့ဘူးဆိုတော့လွတ်လွတ်ဆိပ်ပဲသူကြိုက်တယ်လို့ပြောတော့မယ် ။ဒါကြောင့်အဲ့ဒီလိုအတ္တတာနဲ့ခြားနာလာကခရိယံတယောက်ဖြစ်လာရင်စိတ်နှလုံးပလင်ထဲမှာဘုရားသခင်ကိုနေရာပေးထားပြီးဖြစ်သောကြောင့်နေ့စဉ်အတ္တတာအတွက်ခွန်အားနှင့်အစွမ်းတတ္တိကိုဘုရားသခင်ထာမရရှိမယ်။အဲ့လိုရရှိတဲ့အခါမှာခရစ်တော်ထံသို့တိုးဝင်ခြင်းကတဲ့အခါမှာလောကရဲ့ပြောင်းလဲမှုများကိုကျွန်တော်အမြင်သိနေမြင်လာလိမ့်မယ်။ဩပညာတရားအလုံးစုံကျင့်တာ ဘုရားရှင်ရှိမှနှစ်သက်ဖွယ်ဤသူကငါနှစ်သက်မြတ်ငတ်ချွတ်တာဖြစ်တယ်ဆိုတာကိုဘုရင်သဘောရှိလာတယ်ဆိုမြင်တတ်လာလိမ့်မယ်။ဒါခရစ်တော်ထံသို့တူးဝင်လာတဲ့အခါမှာနှစ်သိမ့်ခြင်းတက်တာခြင်းတို့ပြေဝါစွာပြေရှံစွာကျွန်တော်ခံစားရမယ်။အဲ့ဒီအခါမှာကျေးဇူးတော်ချီးမွမ်းပြီးတော့ဘုရားသခင်ကိုချစ်တော်စိတ်နဲ့ပြည့်ညတ်တရားတော်ကိုမလုပ်နဲ့လိုက်လျှောက်လာနိုင် 他们问别人家，就，就讲六千多家，来时我们六五十了，年百了嘛。毕业就我六小个，片子可你话，明年也六千多没补落。明年了，明那样工三千多没补六千嘛？呃，怎么呃，票没得了，追缴钱没不？啊，比买阿片，这样绕过，来小钱没白。拍样的可以的话可以、啊多可以，六绕过。上部现在呢，三年才能入六三千那片的。 他把那个六六亩个桑叶都收，培养个那亩个桑叶个都鲜呐、死片桑叶目标斤片嘞。他就一定能弄到亚不了，这个别亏着钱，你挣钱得大钱，别想到看啥亚来看嘛。即使个起码有人不干，别人亚那个赖小老人，俺们赖小金伢嘞，一边买一边讲的话，哈，俺都高你，俺赖小你，我全部毛不落。 ဘုရားသခင်အလိုတော်ကိုစည်တနာစိတ်နဲ့ကျွန်တော်တို့ကလှုပ်ဆောင်နေခြင်းဖြစ်တယ်။ဒါကြောင့်အဲ့လိုလှုပ်ဆောင်တဲ့အခါမှာမလှုပ်ဆောင်ခင်ရှင်ဘောလူကိုယ်တော်ကညှိတွားတယ်။ဘယ်လိုညှိတွားလဲဆိုတော့ငါဒီညုံညင်တော်သူဖြစ်တယ်။သူသိတယ်။ဇာတိအဖြစ်ညုံညင်တဲ့လူဖြစ်တယ်။ဤဒီကမှငါ့ကိုဘယ်သူကယ်လက်မလဲ။တေချာစဉ်းစားကြည့်ရင်ကျွန်တော်ကအဲ့ဒီဇာတိ ပဂတိအပြစ်ကနေဘယ်လိုကယ်လို့မလဲကျွန်မကြိုက်တဲ့အချိန်မှာကျင်းအကျင့်ကနေဘယ်လိုဖျားသိခင်ကယ်လို့မလဲဖျားသိခင်ကယ်လို့တဲ့ခါမှာကျွန်တော်တို့တမန်တော်ဒီလွတ်လပ်ခွင့်ရတယ်ဆိုတာလွတ်လပ်ခွင့်ရတယ်ဆိုတာကျွန်တော်တိုင်းပြည်မှာလွတ်လပ်ရနေငံသားဖြစ်တာတိုင်းပြည်ဖြစ်တဲ့စီတိုင်းပြည်မှာပြည်တဲ့တရားတော်စိက္ခာနေပညာတွေကိုလိုက်မလိုက်ရှောက်ပြီးလွတ်လပ်ဆိုရအသိရှင်မဟုတ်ဘူးနော်ဒီစိက္ခာနေကိုကျေးဇူးတင်စွာဖြင့် နိုင်ငံကြီးသားပိတာဆိုထိုက်ရောက်ဒါကြောင့်အဖေအဝါဒဆရာကပြောလေဆိုရင်ကျေးဇူးတရားနဲ့လျော်ညီစွာကောင်းသောအခြင်းအရာလက်လျှောက်တတ်တာလေအငင်း25ရောက်လာတဲ့အခါမှာအဲ့ဒီအတေကောင်ကဘလူကယ်လုံးမလဲဆိုတော့သူကနေသူပြောင်းလို့ရှင်ဘောလို့တွေ့သွားတယ်ငါတို့တခင်ရှိခရစ်အပြင်ကယ်ဆုတော်မူတော့ဖရာသခင်ကျေးဇူးတော်သည်ကြီးလာပြီပြီးတော့မှသူတို့စိတ်ဝိညာဉ်အပြင်ဖရာသခင်တရားတော်အလိုတို့၎င်း ဝိညာဉ်ပဂရိယဘုရားခင်တရားတော်ပညာတရားတော်အလိုလိုက်တယ်ဇာတိပိရိအဖြစ်အပြစ်တရားအလိုတို့ငါတို့လိုက်တတ်တယ်ဒီကျွန်တော်ကလည်းဆုံးဖြတ်ပါဝိညာဉ်ပဂရိအဖြစ်ပညာတရားအလိုကိုတကယ်လိုက်နေပြီလားဓမ္မမို့လက်လွတ်စပယ်ဇာတိအတိုင်းပဲကြိုက်တယ်လို့အသက်ရှင်ပြီးတော့ဇာတိကအဖြစ်အပြစ်တရားအလိုလိုက်နေလားကျွန်တော်ရွေးချယ်ခြင်းဟာကျွန်တော်အသက်တာမှာပေါ်လွင်ထင်ရှားလာလိမ့်မယ် ဒါကြောင့်ငါကဘတ်တို့ပြောတဲ့အတိုင်းပဲပညာတရားသည်ဝิญဉ်ပဂတိနှင့်ဆက်ဆိုင်တာတည်ပြီးတော့ဇာတိနှင့်အပြစ်ဇာတိဇာတိပဂတိကတော့အပြစ်တရားနဲ့ဆက်ဆိုင်တယ်ဆိုတော့တည်ပြီးတော့ပညာတရားသည်ဝิญဉ်ပဂတိနှင့်ဆက်ဆိုင်တဲ့လူတွေဖြစ်အောင်ဘုရားခင်ကောင်းကြီးပေးပါစေ။နက်ဖာမှာလ ీల ဘုရားတော့ဒါဒုတိယပတ်ချက်ရောက်သွားပြီ။ဝါဒင်းကာလာရဲ့ အစရှောင်းရရက်40ခုနှစ်မြောက်တဲ့နေ့ဖြစ်တယ်။မာရှာ7ရက်နေ့ဖြစ်တယ်။မနေ့ကလေးလာတဲ့မှာတော့အာဗြဟံနဲ့ပြုသောပရိညေအာဗြဟံနဲ့ပြုသောပရိညေကဘာဦးကျန်ခန်းကြီး7အငယ်1နဲ့9ကိုကျွန်တော်ဒီနေ့ပြောတဲ့အတိုင်းသေချာဖတ်ရှိပြီးတော့မနေ့ဖာမှာဆက်လက်တွေ့ဆုံကြပါစို့။ဒီနေ့နှစ်ခုပတ်တော်ကိုကျွန်တော်ဆင်ကျင်ပြီးတော့တမနေ့လောက်တိတ်ဆိတ်စွာမိမိရဲ့အသက်တာအတွက်ဆက်ကဆုတောင်းကြပါစို့။ 高启明嘞，死到木头旁边坐到片起，正能说这个你现在新建的哎呀，那个在伦敦来烧钱啊片。高启明啊，个脾气就不怕，电话里讲了，你在边端来看嘛，正落得当的，他妈讲他个拿茶叶沫来人篮进站进啊片，今能的兄弟钱的不得行了，把文件嘛，过了南马这个停下车，里面脾气不。 စာအများဖြစ်စီကိုအကောင်းကြီးပေးပါ။ဒီနေ့ဝင်းနေကြောက်တော့ဝင်းနေရှင်များတွေလည်းတတိယဆုတောင်းပေးပါတယ်။မိမိရဲ့မင်္ဂလာရက်မြတ်ကိုမြင်တော့မင်္ဂလာဇနီးမောင်နှံမတလည်းဆုတောင်းပေးပါတယ်။ကျွန်တော်တိုင်းပြည်ကြီးချမ်းသာရမြအကြောင်းလဲဆက်လက်ပြီးအားမလျှော့ပဲဆုတောင်းပါတယ်ဖာ။လူပေါင်းသူဒီကေတင်ကြီးတို့ရောက်ရတမတရားကိုသိမြအကြောင်း ရရှင်အလိုတော်သည်အမိမြန်မာနိုင်ငံဒီမှာပြည့်စုံဖို့လဲကျွန်တော်တတိယဆုတောင်းကြပါတယ်။ဤကဲသို့ဆုတောင်းကြတဲ့အခါမှာကျွန်တော်တို့မစုံမနေတောင်းတကြောင်းကိုဝန်ခံကြပါတယ်။ဆုံးနေရဲ့အရှင်ကိုရရှင်ကိုရရင်တင်ပေးခဲ့တဲ့ပဋ္ဌာန်းတော်အတိုင်းကျွန်တော်တို့သည်အတူတူသဘောချင်းတူလဲဆုတောင်းကြမိပါ။ခေါင်းငင်ဘုံ၌ရှိတော်မူသောကျွန်တော်တို့အဖာကိုရိုဤနာမတော်အားယူသည်လေးမြတ်ခြင်းရှိပါစေသော။နိုင်ငံတော်တည်ထောင်ပါစေသော။ ဘလူတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံကြဲ့သို့မြေကြီးပေါ်မှပြည့်စုံပါရှိတော်အတန်မွေးလာသောအစာကိုကျွန်ုပ်တို့အားယနေ့ပေးတနာတော်မူပါသူတစ်ပါးသည်ကျွန်ုပ်တို့ကိုပြမာသောပြင်များကိုကျွန်ုပ်တို့သည်လွတ်တကယ်သို့ကျွန်ုပ်၏အပြစ်များကိုလွတ်တော်မူပါပြည့်သွေးဆောင်ရသို့မလိုက်မပါစီပဲမကောင်းသောအမှုရာမှလည်းကယ်တော်တော်မူပါဆူပိုင်တော့အခုနှစ်ဘုန်းကူအာနုဘော်တော်သည်ကဘာဆက်ဆက်ကိုတော်၌ရှိပါ၏အာမင် အစည်းအဝေးအဆုံးသတ်ဖို့အတွက်ဓမ္မတချင်မှာတရားနဲ့ရှိပညာတရားမှာလွတ်ချင်းခွင့်ကတာယာတယ်ယေရှုဖခင်ရဲ့တွေးသုံးလောက်နဲ့ကယ်တင်ခြင်းကိုရရှိခြင်းဖြစ်တယ်။ကျင့်ချင်းခံရနေပျက်စီးခြင်းထဲကနေဘုရားသခင်ဂရုဏာလိုခံစားပြီးလွတ်မြောက်ခြင်းရရှိသွားပြီဖြစ်ပါလေ။အဲ့ဒီပြင်ဘုရားသခင်ရဲ့သားတော်ခေါ်ခြင်းအခွင့်ကိုလည်းရပြီးတော့ဂရုဏာကယ်တင်ခြင်း စုံလင်သောဖွင့်ဟာခြင်းဖျားပြင်ချူတာစွာခုခြင်းနဲ့တခါလေးကဲ့တင်ခြင်းပြုဝခံစားရမယ်ဖြစ်ပါတယ်ဒီခြင်းလေးကိုတကယ်ပဲနှလုံးသားထဲကနေအတိပရှိစွာခံယူရက်ဒီဆိုချီးမွမ်းကြပါစို့ 呀嘛，六千块钱呀，也许对东呀，难给点积蓄，静静看呀。 နဲ့ရှိတော်မူသောဖတ်မြတ်စွာသောဘုရားသခင်ယနေ့နှုတ်ကပါတော်လူကိုကျွန်တော်စင်ကြင်စဉ်းစားခြင်းအဖြစ်ကျွန်တော်အသက်တာမှာဝိညာဉ်ပဂတိနဲ့ဆိုင်တဲ့ပညာတော်ကိုစဉ်းစားအပြည့်အဝနဲ့လိုက်လျှောက်ခြင်းအဖြစ်ကျွန်တော်ထိတွေ့သောနေရာတိုင်းမှာသွားသောနေရာတိုင်းမှာကိုရောဘုန်းတော်ကိုထင်ရှားစေဖို့ကောင်းကြီးမင်္ဂလာဖြစ်စေဖို့ရာထရပြာသည်ကျွန်တော်တို့ကိုကောင်းကြီးပေးရစမှာကြည့်ရှိပါစေသောကျွန်တော်တို့ဘုံမှာကိုရောရဲ့ရွှေမျက်နှာအလင်းတော်ကိုလှုပ်လှဲ့ကျွန်တော်တို့အားဂယုဏကျေးဇူးပြုတော်မူပါစေသော ကျွန်တော်ဒီဒီကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေတော့ခမည်းတော်ဖခင်ရဲ့မြတ်တာတော်သားတော်ယေရှုခရစ်တော်ရဲ့ကျေးဇူးတော်နဲ့တန်ရှင်းသောဝိညာဉ်တော်ဖခင်ရဲ့မိသားဖို့ခြင်းကျေးဇူးအပေါင်းတို့သည်ကျွန်တော်ဇမအတီးတီးတို့ဘုမယခုမစား၍ကာလအစီမြဲတက်ရောက်တည်ရှိဒီနေပါစေတည်းအာမင်